တင်တိအတော်တမချန်းအစီအစဉ်များကိုအတန်လွင့်ပို့ချလည်ရှိပါလေရှင်မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်အသက်ရှင်တော်မူသောဖျားသခင်ဤနုကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါရရှင်တောရရှိမြတ်မြတင်တိအတော်တမချန်းအစီအစဉ်မှာဖျားရှင်ရဲ့နှုတ်ကပတ်တော်မြတ်ခရိယံတမချန်းရဲ့ဓမ္မဟောင်းချမိုက်တွေကထွတ်မြတ်ကျမ်းကိုလေ့လာပြီးစီးခဲ့တဲ့နောက်မှာတော့ဆက်လက်ပြီး ဓမ္မသစ်ကျမ်းပိုင်းကဒုတိယမြောက်ကျမ်းစုဖြစ်တဲ့ရှင်မာကုခရစ်ဝင်ကျမ်းကိုလေ့လာမှဖြစ်ပါတယ်။ယေသသူမာကုဟာတမန်တော်တစ်ပါးမဟုတ်ပါဘူး။ယောဟန်မာကုလိုအမည်ရတဲ့သူဖြစ်ပါတယ်။အဲ့ဒီအချိန်ခါတုန်းကလူအဖွဲ့အစည်းတစ်ခုကိုသာဖနာအောင်မှထားခဲ့တဲ့ယောမအာနာရှင်နိုင်ငံကြီးအနေနဲ့ကယ်တင်ရှင်ယေရှုခရစ်တော်ကိုသိရှိလာစေဖို့ရေးသားတဲ့ကျမ်းတစုလို့ဆိုပါတယ်။အပြစ်ရှိတဲ့လူသားချင်းချင်းကို အခြားအပြစ်ရှိသူလူသားတယောက်ရဲ့လက်မှာ ုံလိုသုံမှောက်လိုမှောက်များဖြစ်ကုန်ရင်အပြစ်ဘဝရဲ့ငရေခန့်အကြောင်းလူတွေကောင်းကောင်းသိရှိလာကြရမှာဖြစ်ပါတယ်။ဆီမာကုခရစ်ဝင်ကျမ်းဟာမဟာမဆန်လုံးလာပြီမဲ့လို့တက်ကြွလှုပ်ရှားပြီးထိရောက်တဲ့ဖြစ်ရပ်တွေအစုံလင်ပါဝင်ပါတယ်။ဒီအကြောင်းအရာတွေကိုရှင်မာကုခရစ်ဝင်ကျမ်းလေ့လာမှုဏိဒမ်းပိုင်းအဖြစ်ဒေါက်တာထွန်းမြတ်ကြီးက အခုလိုလေ့လာတင်ပြထားပါတယ်။ဒီကနေ့ကျွန်တော်တို့စတင်လေ့လာကြားနာကြရမှာတော့ ဓမ္မသစ်ကျမ်းပိုင်းရဲ့ဒုတိယကျမ်းစာဖြစ်တဲ့ရှင်မာကုခရစ်ဝင်ပဲဖြစ်ပါလေ။ရှင်မာကုခရစ်ဝင်ဟာဓမ္မသစ်အတွက်အစောဆုံးရေးသားပေါ်ထွန်းတဲ့ကျမ်းစာတွေကကျမ်းတစုဖြစ်တယ်။သူ့ကို ရေးသားပြီးစီးခြင်းဟာ AD 63ခုနှစ်မတိုင်မီကတည်းကဖြစ်တယ်။တနည်းအားဖြင့်ခရစ်တော်ကောင်းကင်ဘုံကိုတက်ကြွသွားပြီးတော့နှစ်30ခန်းအတွင်းမှလို့ဆိုပါလေ။ယောမမြို့တော်မှာရေးသားခဲ့တယ်လို့တက်ဆရပါလေ။ရေးသားသူရဲ့အကြောင်းကို ပထမဆုံးဆန်းစစ်ကြည့်ကြပါစို့ရှင်မာကုခရစ်ဝင်ကိုရေးသားတဲ့ရှင်မာကုဟာခရစ်တော်ရဲ့တမန်တော်တပါးတော့မဟုတ်ပါဘူးရှင်မာသဲဟာတမန်တော်ရှင်ယောဟန်ကတမန်တော်ဖြစ်ပါတယ်ရှင်လုကာဆိုသူကတော့သူလည်းတမန်တော်မဟုတ်ဘူးဆရာဝန်တစ်ယောက်ဖြစ်ပါတယ်တမန်တော်ကြီးရှင်ပေါလုနဲ့အလွန်ခင်မင်ရင်းနှီးခဲ့တဲ့မိတ်ဆွေကြီးတစ်ယောက်လည်းဖြစ်တယ်လို့ဆိုပါတယ်အခုကျမ်းကိုစီရင်ရေးသားသူမာကုရဲ့နာမည်အပြည့်အစုံဟာယောဟန်မာကုဖြစ်ပါတယ် ်အင်္ဂလိပ်လိုကတော့ John Mark ပေါ့ John ဆိုတာက Jew အမည်ဖြစ်ပါတယ် Mark ဆိုတာကလက်တင်အမည်ဖြစ်ပါတယ်တမန်တော်ဝတ္ထုအခန်းကြီး7နှစ်အငယ်7မှာမာကုအမည်သစ်ကိုရသောယောဟန်ဆိုပြီးတော့ဖော်ပြထားတာကိုတွေ့ရပါတယ်အဲ့ဒီတမန်တော်ဝတ္ထုအခန်းကြီး7နှစ်အငယ်7ကဆက်လက်ဖော်ပြချက်တွေအရာအဲ့ဒီလိုမာကုအမည်သစ်ကိုရခြင်းဟာတမန်တော်ကြီးပေတရုကိုဟေရုမင်းကသတ်မယ်လို့ကြံစီပြီးတော့ထောင်ထဲကိုထည့်ထားခံရပြီးမှ ောင်းငင်တမန်တွေကထောင်ကိုဖွင့်ပြီးတော့ကဲထုတ်တဲ့အချိန်ပတ်သက်ခါပွဲတော်တစ်ခုကျင်းပနေတဲ့အချိန်လို့ပြင်မြင်ရပါတယ်။ဒါမာကုနဲ့ပတ်သက်တဲ့ပထမဦးဆုံးကမိုင်းမှတ်တမ်းတူလေးပဲဖြစ်ပါတယ်။သူ့အမေနာမည်ကလည်းမာရီလို့အမည်ရှိတယ်။ချမ်းသာကြွယ်ဝတဲ့အိမ်တော်ဖြစ်တယ်။ချမ်းသာကြွယ်ဝတဲ့အလျောက်လေယေရုရှလင်မြို့ရဲ့ပထမဦးဆုံးခရစ်ယာန်တွေဟာသူတို့အိမ်မှာအသင်းတော်တစ်ပါးအဖြစ်ထူထောင်ကြရတယ်လို့ခန့်မှန်းရရှိပါတယ်။ တမန်တော်ကြီးရှင်ဘောလူရဲ့ပထမအကြိမ်သာသနာခရီးစဉ်မှာမာကုပါဝင်သွားခဲ့ပါလေမာကုဟာဘာနဘရဲ့တူတော်တယ်ဆိုတဲ့အချက်ကိုလေကိုလိုသဲဩဝါဒစာအခန်းကြီး၄အငယ်30မှာဆက်ပြီးတော့တွေ့နိုင်ပါသေးတယ်ပြီးတော့ပေတရုဩဝါဒစာပထမဆုံးအခန်းကြီး၅အငယ်7အရာငါသားမာကုမှဆ ảy ဘာပုလုံမျိုး၌ရှိသောသင်တို့နှင့်အတူရွေးချယ်တော်မူသောအသင်းတော်သည်သင်တို့ကိုနှုတ်ဆက်ကြ၏ဆိုတဲ့အချက်ကိုတွေ့မြင်ရတဲ့အတွက် ရှိမုံပေတရုဟာသူ့ကိုသားတယောက်ပမာချစ်ခင်ယဉ်ကြီးရတယ်ဆိုတာကျွန်တော်တွေ့နိုင်ပါတယ်။ရှင်မာကုခရစ်ဝင်ကျမ်းကို ပေတရုဘုံမဟုတ်ရှိမုံပေတရုရဲ့ခရစ်ဝင်ကျမ်းလို့အချင်းအတော်ကြာတဲ့အထိလူတွေကယူဆခဲ့ကြပါတယ်။သမိုင်းအထောက်အထားတစ်ချက်ကလည်းရှိနေလို့ပါ။ဒါကိုတော့မကြခင်ကျွန်တော်ဆက်ပြီးတော့ဖော်ပြသွားပါမယ်။စောစောကကျွန်တော်ပြောခဲ့တယ်လို့ရှင်ပေါလုဘာနဘာတို့နဲ့အတူတမန်တော်ကြီးရှင်ပေါလုရဲ့သာသနာပြုခရီးစဉ်ပထမဆုံးစတဲ့အချိန်မှကလေးက မာကုဟာလိုက်ပါသွားခဲ့ပါတယ်။ဒါကိုတမန်တော်ဝတ္ထုအခန်းကြီး7လုံးအငယ်9မှာအခုလိုတွေ့နိုင်ပါတယ်။ရှာလမိမျိုး၌ရှိနေစဉ်ယူရတရားစရက်များတွင်ဖျားပကြီးနှုတ်ကပတ်တရားတော်ကိုဟောပြောကြ၏။ယောဟန်သည်လည်းထိုသူတို့၏လက်ထောက်ဖြစ်သည်။အဲ့ဒီခြေကပေါ်ပြထားတဲ့ယောဟန်ဟာမာကုပါပဲ။မာကုဟာပန်ဖုလိပြီးပေရဒေဆိုတဲ့အရက်ကိုရောက်တဲ့အခါမှာဒီသာသနာပြုခရီးကနေ ယေရုရှလင်ကိုနောက်ပြန်ဆုတ်သွားခဲ့ပါတယ်။သူဟာနည်းနည်းအားပြော့တဲ့လူတစ်ယောက်ကြောက်တတ်တဲ့လူတစ်ယောက်လို့ကျွန်တော်တို့ဒီနေရာမှာတွေ့ဆနိုင်ပါတယ်။ဒါကြောင့်လေတောင်တောင်မြည်ဖြစ်တဲ့ရှင်ပေါလုနဲ့အစည်းသိပ်ပြီးတော့မကတ်ခဲ့ပါဘူး။ဒါနဲ့ပဲရှင်ပေါလုဟာသူ့ရဲ့ဒုတိယအကြိမ်ကာသနာခရီးစဉ်မှာသူ့ကိုမခေါ်တော့ဘဲနဲ့ခြံရစ်ချင်ပါတယ်။ဒါပေမဲ့သူ့ရဲ့ဦးလေးဖြစ်တဲ့ဘာနဘကခေါ်ခြင်းလေ။ဘာနဘဟာလေသာသနာသမိုင်းမှာတော့အတော်ပျော်ပျော်ငြင်းငြင်းရောက်ရှိခဲ့သူပါ။ပြီးတော့သူက ဘောသိကောင်းနဲ့ခွင့်လွတ်တတ်သူစိတ်ပြော့သူမို့လို့သူ့တူတော်မောင်ကိုခေါ်သွားကျင်တာပဲဖြစ်ရပါလိမ့်မယ်။တမန်တော်ဝတ္ထုအခန်းကြီး15အငယ်38ကနေဆက်ပြီးတော့ဖတ်မယ်ဆိုရင်ဘာနဘာဘီမာကုအမည်ရှိသောယောဟန်ကိုခေါ်မည်ဟုအကြံရှိ၏။ပေါ်လူကပန်ဖူးလီပြည်၌သူတို့နှင့်ခွာ၍အမှုထမ်းရသူမလိုက်မသွားသောထိုသူကိုမခေါ်သင့်ဟုသဘောရှိ၏။ထိုအကြောင်းနှင့်အချင်းချင်းမသိမ့်သဖြင့်တခြားစီသွား၍ ဘာနဘသည်မာကုကိုခေါ်ပြီးလျင်ကုပရုကျွန်းသို့လွှဲ့လေ၏မိစေများခင်ဗျာကုပရုဆိုတာကတော့အခုအချိန်မှာစိုက်ပရက်ဆိုတဲ့နိုင်ငံပါလေအဲ့ဒီနေရာကုပရုဆိုတဲ့အရက်ကိုမာကုဟာရွက်လွှဲပြီးတော့ထက်သွားလိုက်တာဟာနောက်ထပ်သူ့ရဲ့အမှုတော်ဆောင်ရင်းအကြောင်းအရာတွေကိုအသေးစိတ်ဘာမှမသိရတော့ပါဘူးဘာပဲဖြစ်ဖြစ်ရှင်မာကုရဲ့အခန်းကဏ္ဍဟာအညံ့စားတော့မဟုတ်ပါဘူးတိမောသေဩဝါဒစာဒုတိယဆုံးအခန်းကြီး၄အငယ်၁၁မှာ လူကာတယောက်ကြီးသာငါထံမှာရှိ၏မာကုကိုသင်နှင့်အတူခေါ်ခဲ့လော့သူသည်ဆရာအမှုကိုပြုရမှာငါအကျိုးရှိ၏အဲ့ဒီလိုတမန်တော်ကြီးရှင်ပေါလုကပဲဆက်ပြီးတော့ရေးထတာကိုတွေ့ရခြင်းကြောင့်မာကုဟာဘလောက်ထူးကျွန်တယ်ဘလောက်တန်ဖိုးရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဆိုတာကျွန်တော်ထပ်ပြီးတော့အသေးစိတ်ရှင်းပြဖို့လိုတော့မယ်မထင်ပါဘူးပြီးတော့ရှင်မာကုဟာခရစ်ဝင်ကျမ်းကိုသာရေးသားခဲ့တာသူ့ဘဝအကြောင်းကိုတော့ခရစ်ဝင်ကျမ်းဒီမှာရှာဖွေပြီးတော့မတွေ့ရှိရပါဘူး ီတော့မာကုဟာဒီကျမ်းကိုဘု து အထောက်အကူနဲ့ရေးတယ်လဲဆိုတာမေးစရာဖြစ်ပေါ်လာပါတယ်တချို့ကပေတရုအကူအညီနဲ့လို့ပြောပါတယ်တချို့ကလည်းပေါလုရဲ့အကူအညီနဲ့လို့လည်းပြောပါတယ်နှစ်ယောက်စလုံးစီကရတဲ့အချက်တွေအများကြီးပါဝင်ပါလိမ့်မယ်အကြီးမားဆုံးအထောက်အကူအဖြစ်ကတော့ဘု து ဖြစ်နိုင်တယ်လေရှင်းပါတယ်အရေးအကြီးဆုံးဥဆောင်လမ်းပြသူကတော့သင်ရှင်းသောဝိညာဉ်တော်ပဲပေါ့ဘု து အတွက်ရေးတယ်လေဆိုပြီးတော့ဆက်လက်လေ့လာကြပါအောင်စို့ ဟုတ်ပါတယ်ဒါအရေးကြီးပါတယ်ကြမ်းတိုင်းကြမ်းတိုင်းမှာယေဘူးနဲ့ရီမန်းချက်ဆိုတာကိုသိထားဖို့လိုပါတယ်ဓမ္မသစ်ကျမ်းမှာခရစ်ဝင်ကျမ်း၄ဆောင်ရှိပါတယ်ဘာဖြစ်လို့ရှိတယ်လဲမတူညီတဲ့လူတန်းစားတွေအတွက်ရည်ညွှန်းထားတဲ့အတွက်ကြောင့်မတူညီတဲ့ကျမ်း၄ခုဖြစ်လာတာပေါ့ရှင်မသက်ဟာဣသရေလလူမျိုးတွေအတွက်အထူးသဖြင့်ဘာသာရေးသမားတွေအတွက်ရေးတယ်လို့ကျွန်တော်တို့ဖော်ပြခဲ့ပြီးပြီရှင်မာကုခရစ်ဝင်ကျမ်းကျတော့ယောမအင်ပါယာအတွက်ပြီးသန့်ရည်ရဲတဲ့ကျမ်းဖြစ်တဲ့အတွက်ကြောင့် ယောမတွေအာနာသွမ်းမိုးတဲ့အချိန်နဲ့ကဘာကိုသွမ်းမိုးနေတဲ့အချိန်နဲ့အလွန်ပဲကိုက်ညီနေပါလေ။တနည်းအားဖြင့်အာနာရှင်နိုင်ငံကြီးအဖို့ခရစ်တော်ကိုသိစေရန်သူရည်ကျွန်းတယ်။ယောမဆိုတာဟာနှစ်တထောင်လောက်ကဘာကိုကင်လှုပ်လာခဲ့တဲ့လူဖြစ်တယ်ဆိုတာပမိုင်းကပေါ်ပြနေတယ်။ဟုတ်တယ်။ယောမအာနာဇက်ဟာဘလောက်ကျေဝန်းလဲဆိုရင်ကဘာတဝက်မကကိုသူကချုပ်ချယ်ဆန်ခဲ့တယ်။သူတို့အနေနဲ့ရင်းချမ်းရင်းနဲ့တရားမျှတခြင်းတို့ ကောင်းမွန်တဲ့လမ်းပန်းဆက်ပွဲမှုတွေတို့ဥပဒေအမြောက်အများတို့လုံခြုံရေးစီမံမှုတွေတို့အကာအကွယ်ပြုမှုတွေတို့ကိုကဘာတလောမှာသူတို့ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ဒါတွေဟာမကောင်းမှုလို့ပြောလို့မရဘူး။ကောင်းမွန်တဲ့ဆောင်ရွက်မှုများဖြစ်တယ်လို့တစ်ဖက်ကပြောနိုင်တယ်။ဒါပေမဲ့တစ်ဖက်ကသေသေးချာစဉ်းစားကြည့်ပြန်တော့လေတန်ဖနောက်အောက်မှာရယူထားတဲ့ငင်းချမ်းရေးလို့အဲ့လိုတင်စားလိုက်နေတယ်။လူအဖွဲ့အစည်းတစ်ခုကိုတန်ဖနောက်အောက်မှာထားခဲ့တဲ့ယောမဟာ နောက်ဆုံးကျတော့အဖိုးအခကို ပြန်ပြီးတော့ပေးဆက်ခဲ့ရတယ်ဒေါက်တာ DS Gregory ဆိုတဲ့ပုဂ္ဂိုလ်ကြီးကဘယ်လိုရေးထားတယ်လဲဆိုရင်ယောမဤဆောင်ရွက်မှုများပြီးကမ္ဘာလူအဖွဲ့အစည်းအားအာနာနှင့်အင်အားတွေအခြေတည်သည့်နိုင်ငံရေးမူဝါဒမှလာသောဥပဒေနှင့်တရားစီရင်ရေးတို့အားဖြင့်အကျွင်းမဲ့ပြည်စုံခြင်းတို့ရောက်နိုင်မရောက်နိုင်သောမရောက်နိုင်ဆိုသောအချက်ကိုမိမောင်းထိုးပြ၍နေပြီဆိုပြီးတော့ရေးသားခဲ့ပါတယ်ဒါဘလောက်ကောင်းတဲ့ဝေဖန်ချက်လဲဓမ္မပါရဂူတယောက်ဖြစ်တဲ့ ဒေါက်တာရောဘတ်ကယ်ဗာဆိုတဲ့လူကလေယောမအာနာရှင်တို့သည်ကဘာကို ရခင်နိုင်ငံပေါင်းချုပ်နှင့်ယခုကုလသမဂ္ဂမှချုပ်ထိန်သည်ကဲ့သို့သူတို့တနိုင်ငံကြီးကဘူကျသွားမိုးလူသောအသေးမျိုးရှိခဲ့ပြီးသူတို့၏လက်တွေ့လုပ်ငန်းမှာငြိမ်းချမ်းရေးဟူသည့်အရာကိုအထက်မှ အောက်သို့ချထားပေးခြင်းဖြစ်ပြီးလေအာနာရှင်တဦးသည်၏လက်ဖြင့်ချုပ်ကန်ထားခြင်းမြည်ပေ၏အဲ့ဒီလိုဒေါက်တာကယ်ဗာရဲ့ဆောင်းပါးမှာဝေဖန်ထားပါတယ် ဒါကိုကျွန်တော်တို့ညင်းလို့မရဘူးဒါဟာသမိုင်းနေအဲ့ဒီလိုနီးနဲ့ကမ္ဘာအာဏာရှင်ကြီးအဆင့်လောက်ယောမနိုင်ငံတော်ဘုံကြီးခဲ့တယ်ယောမဘီရင်စီဇာဆိုတဲ့ပုဂ္ဂိုလ်တွေဟာလေစီဇာအဆက်ဆက်တွေဟာလေယောမဩဇာအာဏာနဲ့ကမ္ဘာကိုတောင်မှအုပ်ဆောင်လုပ်ချင်လုပ်နိုင်လောက်တဲ့အဆင့်မျိုးရှိတယ်ဒါဟာအပြစ်သားတွေကြီးဖြစ်တဲ့လူလောကမှာအပြစ်ရှိတဲ့လူတယောက်တည်းရဲ့လက်ထဲကိုအာနာကိုဝါကွက်ပြီးတော့ရောက်နိုင်စေတဲ့သဘောဒါမျိုးကသမိုင်းမှာဖြစ်ခဲ့ဘူးတို့လူ မျက်မှောက်ခင်မှာပဲဖြစ်ဖြစ်နောင်တခက်ခင်မှာပဲဖြစ်ဖြစ်မယိုးမဆွဲဖြစ်မလာဘူးလို့ဘလူအာမခံနိုင်တယ်လေဘလူမှအာမမခံနိုင်ဘူးမပြောနိုင်ဘူးဖြစ်သင့်မဖြစ်သင့်ဆိုတာတွေကိုတွေးကြည့်အခုအဲ့ဒီလူများဖြစ်ခဲ့ပြီဆိုပါတော့ပြည့်ရှိတဲ့လူသားအချင်းချင်းကိုတခြားအပြည့်ရှိသူလူတစ်ယောက်ရဲ့လက်မှာသွန်လို့သွန်မှောက်လို့မှောက်များဖြစ်ကုန်ရင်အပြစ်ဘဝရဲ့ငရေကန်းအကြောင်းကောင်းကောင်းကြီးလူတွေခံစားသိရှိလာကြရလိမ့်မယ်။အဲ့ဒီအချိန်မှာတော့ကဲတင်ပိုင်သောအရှင်ကိုအထိတ်တလန့် ဝိုင်းပြီးတော့ရှာကြမှာပဲဆိုတာကိုလူတွေဟာသိလာရကြလိမ့်မယ်။အဲ့ဒီဆန္ဒမျိုးလဲဖြစ်ကိုလာကြရပါလိမ့်မယ်။အဲ့ဒီကဲတင်ရှင်ကတော့ဒီကဘာမှာအခိုင်အမာဆုံးနဲ့အထင်ရှားဆုံးတွေ့ရတာတယောက်ပဲရှိတယ်။သခင်ခရစ်တော်ပေါ့။ယောမဩဝါဒစာအခန်းကြီး1အငယ်16ငါသည်ခရစ်တော်ဤဧဝံဂေလိတရားကြောင့်ဆက်ကြောက်ခြင်းမရှိ။အကြောင်းမူကားထိုတရားသည်ရှေးဥစွာ၌ယူရလူနောက်၌ဟေလဗတ်လူယုံကြည်သမျှသောသူအပေါင်းတို့ကိုကယ်တင်စေသောဖခင်တကိုးတော်ဖြစ်၏။ ကဲတင်စေသောတကူတော်တဲ့ဘလောက်ကောင်းတဲ့ဝေါ်ဟာရလေဒီတော့ဒီတကူတော်ဟာခိနှိတ်တဲ့တကူတော်မဟုတ်ဘူးကဲတင်တဲ့တကူတော်ဒါကြောင့်ကျေးဇူးတော်ဘယုနာတော်တို့နဲ့ပြေဝနေတယ်ဆိုတာသူ့စကားအရာကိုထင်ရှားနေတယ်ဂုံမြောက်နေတယ်ယောမဘယင်ကြီးအေဂရစ်စီဇာလိုလူမျိုးရဲ့တကူတော်ဆိုတာကပါလေကျေးဇူးတော်ဂယုနာတော်တို့မပါတဲ့ခိနှိတ်ခြင်းတသက်ပဲပေါ့စီကံသတ်မှတ်ခြင်းပဲအဲ့လိုပဲပြောရပါပဲပေါ့ စင့်ခေါ်ခြင်းတွေစိတ်ခိုင်းခြင်းတွေ ਨੇ သူ့အုံနောက်ထဲကပေါ်လာသမျှဟာအကုန်လုံးလက်တွေ့ဖြစ်ကုန်ရတာကြီးပဲလीဖြစ်ပေးရတယ်ဘယ်သူမှမလွတ်ဘူးထွက်ပြေးလို့လည်းမရဘူးတော်လန်ရင်လဲလိုက်ပြီးတော့သတ်တယ်ဒါကိုကျွန်တော်တို့စပါတက်ကတ်စ်တို့ကလီယိုပါထရာတို့လူဇလန်းရုပ်ရှင်တွေမှာတွေ့ရပါတယ်ကျွန်တော်ပြန်ပြီးစဉ်းစားကြည့်ပါကျွန်တော်ပြောတဲ့အတိုင်းမဟုတ်ဘူးလားဟုတ်သလားဆိုတာအတိတ်ပဲပေါ်လာပါလိမ့်မယ်တခါတလေဖက်တာတောင်မှအချင်းချင်းဖက်ခိုင်းတာတို့ကြားချင်းသိနဲ့တိုက်ခိုင်းတာမျိုးတို့လုတ်ပြီးတော့စီစလူတွေဟာ အရသာခံပြီးတော့စင်မြင့်ကြီးတွေပေါ်ကနေအရက်ခွက်ကလေးကင်ပြီးတော့လူချင်းချင်းဖတ်တာတို့တရိတ်ဆန်ချင်းလေးကြီးနဲ့လူနဲ့ဖတ်တာတို့စင်ခံပြီးကြည်တာတောင်ရှိတယ်။ရက်လဲရက်ဆက်တယ်မဟုတ်ဘူးလား။အခုတည်းကမြေကြီးတွေကိုရှောက်တူးလို့ရှင်အရီနာလို့ခေါ်တဲ့ကျွန်တော်ဆောင်ကပြောတဲ့လူသက်ကွင်းကြီးတွေဟာယောမအေရီယာမှာအမြောက်အများပေါ်ထွက်နေတာဟာစာနယ်ဇင်းတွေမှာကျွန်တော်တို့ဖတ်ရတယ်မဟုတ်ဘူးလား။အဲအဲ့ဒီလိုလူအဖွဲ့အစည်းမှာအေယာမနိုင်ငံရေးစနစ်ကြီးအင်အားအရန်ကောင်းနေတဲ့အချိန်ပေါ်ထွက်လာတာကတော့ အခုတွေ့ရတဲ့ရှင်မာကုခရစ်ဝင်ကျမ်းလေဒီကျမ်းကိုယေရှုကရှင်မာကုအထောက်အကူပြုသူကပေတရုပေါလုကျိုးကင်သူကတော့ဖျားသခင်ရဲ့ပန်ရှင်သောဝိညာဉ်တော်။ဒါကြောင့်ဒီခရစ်ဝင်ကျမ်းဟာအခြားမဟုတ်ဘူး။ယောမကိုဥတီပြီးတော့ဖျားသခင်ကပေးပို့လိုက်တဲ့ဖျားသခင်ရဲ့သတင်းစကားပဲဖြစ်တယ်။ဒီခရစ်ဝင်ကျမ်းကိုကနဦးအသင်းတော်ဟာတညီတညွတ်သေးလက်ခံနဲ့အသုံးပြုတယ်။ကနဦးအသင်းတော်ဆိုတာခရစ်တော်ကိုစတင်လက်ခံတဲ့ပရိသတ်ပေါ့။အဲ့ဒီခရစ်ယာန်တွေရဲ့ခေါင်းဆောင်တွေ ရှင်မာကုခရစ်ဝင်ကိုဘယ်လိုသဘောထားခဲ့ကြသလဲပေပီယပ်စ်လို့ဆိုတဲ့ပုဂ္ဂိုလ်ကြီးကယောဟန်မာကုဟာဒီခရစ်ဝင်ကျမ်းတွေကိုရှီမုန်ပေတရုစီကရတယ်ဆိုတာကိုအခုလို့ဖော်ပြပါဗျ။မာကုဟာပေတရုရဲ့စကားပြန်အဖြစ်ဆောင်ရွက်ရင်းနဲ့ဒီကျမ်းစာကိုရေးခဲ့တယ်။ဒါကြောင့်မို့လို့ရှင်ပေတရုရဲ့မှတ်တမ်းများကနေဒီကျမ်းပေါ်ပေါက်လာရတယ်။တဆင့်ကန်ရေးသားခြင်းဖြစ်ပြီးတော့အစီအစဉ်ကြနာခြင်းမရှိဘူးဆိုပြီးတော့အဲ့ဒီ ကနဦးခရိယန်ကြီးတယောက်ဖြစ်တဲ့ပါပီယပ်စ်ကဝေဖန်ခဲ့ပါလေအဲ့ဒီလိုပဲယေစီဘီယပ်စ်ရဲ့အသင်းတော်ခေါင်းဆောင်တယောက်ရဲ့အပြောကတော့ပေတရုရဲ့ဟောကြားတက်သိခံချက်တို့ကိုကြားနာယုံမျှဖြင့်မဝနိုင်တဲ့ယောမခိပြည်သူလူထုရဲ့စိတ်နှလုံးကိုမာကုခရစ်ဝင်ဟာအလင်းရောင်ကဲ့သို့ထိုးဖောက်ပြီးတော့ခွန်အားပြည့်ဝသွားစီခဲ့တယ်။ဒီကျမ်းတဆူမှမြင်တွေ့ရတဲ့အခြေခံယုံကြည်ချက်တို့ဟာပေတရုရဲ့ဟောပြောတက်သိခံချက်တွေကိုကိုးစားပြုပြီးတော့ ကျွန်တော်တို့အသင်းတော်များရဲ့အခြေခံယုံကြည်ချက်များအဖြစ်ကျွန်ုပ်တို့ကိုလက်ခံအောင်ဆွဲဆောင်နိုင်ခဲ့ပြီဆိုပြီးတော့ဝေဖန်ပါတယ်အဲ့ဒီဒုတိယဝေဖန်သူကတော့ကျွန်တော်ပြောခဲ့တဲ့ယေရှုဘီယက်ဆိုတဲ့ပုဂ္ဂိုလ်ပါပြီးတော့ရှင်မာကုရဲ့ယောမသူကြီးရစ်ဖွဲ့တီတော်ပြီးပြင်းစာမူကျမ်းတစုလို့ကျွန်တော်ကသတ်မှတ်ချင်ပါတယ်ဂုံလဲပြုချင်ပါတယ်သူဟာခရစ်ဝင်ကျမ်းအဖြစ်အင်မတန်မှအကျိုးကျေးဇူးကြီးမားခဲ့တဲ့ကျမ်းစာတစ်စောင်ဆိုတဲ့အချက်ကိုမငင်းနိုင်ပဲတွေ့ရပါတယ် ရှင်မာကုခရစ်ဝင်ဤဂုံအင်းများဆိုတာကိုဆက်ပြီးတင်ပြပေးရစီရှင်ပေတရုနဲ့ရှင်ပေါလုတို့အထောက်အကူဖြစ်တယ်အထူးသဖြင့်ရှင်ပေတရုရဲ့အာဘော်တွေကလွှမ်းမိုးနေတဲ့လွှမ်းမိုးနေတဲ့ကြမ်းလို့ဆိုရင်ပေတရုအကြောင်းကိုကျွန်တော်ပြန်ပြီးစဉ်းစားခရစ်တော်ရဲ့နောက်ကိုတငါသေးကြီးဘဝကနေစွန့်ပြီးလိုက်လာတဲ့လူဆိုတာပြောခဲ့ပြီးပြီဆက်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 နဲ့နေရာတကာပြာရာခတ်တဲ့ဒါပေမဲ့သတိလည်းရှိတယ်သတိရှိလို့လဲခရစ်တော်ကိုလာဖမ်းတဲ့လူအုပ်ကိုထွက်ပြီးဓာတ်နဲ့ခုတ်တာတယောက်နေရွက်ပြတ်သွားလို့အဆူခံရသေးတယ်လေ ဂါလိလဲအိုင်မာလဲကိုရောရေပေါ်မှာရှောက်တယ်လို့ကျွန်တော်လဲရှောက်နေဆိုတော့ခရစ်တော်ကအေးအေးလဲဆိုလိုက်ကောပင်လဲပေါ်ကိုတတိရှိဆင်းပြီးလမ်းလျှောက်တယ်လीဒါပေမဲ့လှိုင်းထတာဘက်သွားပြီးတော့ကြည့်ပြီးတော့တခါတည်းအာယုံပြောင်းပြီးရေနစ်လို့ခရစ်တော်ကမနေကယ်လိုက်ရတယ်ဆိုတော့မှတ်မိမယ်ထင်တယ်ဒီတမန်တော်ဟာထိတ်တန်းတမန်တော်အင်မတန်စိတ်ပြင်းထန်တဲ့လူအလုတ်လဲပိတ်လုတ်တယ်အဲ့ဒီတော့ဖုတ်အာဘော်ဖြစ်တဲ့ရှင်မာကုခရစ်ဝင်ဟာအင်မတန်အသက်ဝင်နေအဲ့ဒီလိုအသက်ဝင်တဲ့ခရစ်ဝင်ကျမ်းဟာအသက်ဝင်လှုပ်ရှားတကိုးထွားနေတဲ့ ယောမလူလူလန်းစားနဲ့ဖိတ်ကိုက်ညီတယ်လို့ကျွန်တော်ကဒီနေရာမှာပြင်ပြခြင်းပါလေရှင်မာကုခရစ်ဝင်မှာဆိုရင်ရှင်မာဘက်ခရစ်ဝင်မှာလူခရစ်တော်ကိုဘယင်တကာတို့ရဲ့ဘယင်အဖြစ်မတွေ့ရတော့ဘူးခရစ်တော်ဟာအဆောင်ရောင်အခမ်းအနားနဲ့ထင်းနှံဆန်တဲ့ဘယင်အဖြစ်ပေါ်ပြခြင်းမခံမင်းနဲ့အစေတော်ခံတဲ့လူတယောက်ရဲ့ဘဝပုံစံကိုဒီနေရာမှာပေါ်ပြသွားခဲ့တယ်ဘု து ကိုအစေခံတယ်လေလူတွေရဲ့အစေကိုခံတာမှန်ပေတဲ့လုံလောက်တဲ့ပေါ်ပြခြင်းမဟုတ်ဘူးဖျားသခင်ရဲ့အစေကိုခံခဲ့တာပါ ဒါကအဓိကပါအထူးသဖြင့်ရှင်မာကုခရစ်ဝင်ကျမ်းအခန်းကြီး30ငယ်55ကိုကြည့်ရင်ခရစ်တော်ပြောခဲ့တာကိုအခုလိုမှတ်တမ်းတင်ထားပါလေအကြောင်းမူကားလူသားသည်သူတစ်ပါးကိုစေစားခြင်းဟာမလားသူတစ်ပါးအစေကိုခံခြင်းဟာ၎င်းမိမိအဖက်ကိုစွန့်၍လူများကိုရွေးခြင်းဟာ၎င်းကြွလာသည်ဟုမိန့်တော်မူ၏အဲ့ဒီလိုဖော်ပြထားတာကိုကျွန်တော်တွေ့ရပါတယ်ပြီးတော့ရှင်မာကုခရစ်ဝင်ကျမ်းထဲကခရစ်တော်ဟာယေဟောဝါလို့ယူတွေခေါ်တဲ့ တကိုးကြီးသောထာဝရဘုရားသခင်အစီကံအဖြစ်ဘဝတရုပ်ဖို့ဆောင်သွားတော့ဟေရှာယအနာဂတ်ကျမ်းစာရဲ့အနာဂတ်စကားကိုဖြည့်ဆည်းပေးလိုက်တယ်လို့လည်းရှိနေပြန်ပါလေဟေရှာယအနာဂတ်ကျမ်းအခန်းကြီး42အငယ်1မှ4အတွင်းကိုဖတ်ကြည့်ရင်အခုလိုတွေ့နိုင်ပါလေငါထောက်မှသောငါကြွင်ရင်ငါနှစ်သက်မျက်နှိုးရာငါရွေးချယ်သောသူကိုကြည့်ရှုလော့ထိုသူ၏အပေါ်၌ငါဝိညာဉ်ကိုငါတည်စေမည်သူသည်လူအမျိုးမျိုးတို့ကိုတရားပေးလိမ့်မည် ်အော်ဟစ်ချင်းကြေးကြော်ချင်းတို့ကိုမပြုတ်မှု၍လန်ခရီး၌သွေးအဖန်ကိုအဘယ်သူမျှမကြားစေရနင်းနယ်လျက်ရှိသောကျူပင်ကိုမချို့အတောက်သေးသောမိစာကိုမသက်တရားပြီးမြဲမြံခြင်းသို့ရောက်မည်အကြောင်းစီရင်လိမ့်မည်မြေကြီးပေါ်မှာတရားတော်ကို မတီးစေမီတွင် အားမလျော့စိတ်လည်းမပြည့်ရသူဤတရားကိုလည်းတကြွန်းတနိုင်ငံသားတို့သည်မျော်လင့်ကြလိမ့်မည်1864ခုနှစ်ကဓမ္မပညာရှင်ဘာနတ်ဆိုတဲ့ပုဂ္ဂိုလ်ကြီးကလည်း ရှင်မာကုခရစ်ဝင်ကျမ်းနဲ့ပတ်သက်ပြီးတော့အခုလိုမှတ်တမ်းတင်ခဲ့ပါသေးတယ်။ရှင်ပေတရုသူ့ရဲ့အခေါ်အဝေါ်အရတော့စိတ်ပိတာပေါ့။ရှင်ပေတရုကနေပြီးတော့ကော်နီလီယပ်စ်လို့ခေါ်တဲ့ကောနေလိကိုပြောဆိုတဲ့စကားဟာဒီခရစ်ဝင်ကျမ်းရဲ့ဆောင်ပုတ်ပဲလို့သူကယူဆတယ်ဆိုပြီးပြောခဲ့ပါလေ။ဒါနဲ့ပတ်သက်ပြီးတော့ကမာကျမ်းစာကိုရှာဖွေတော့ရှင်ပေတရုနဲ့ယောမတတ်မှုကောနေလိတို့တွေ့ဆုံကမ်းဖြစ်တဲ့တမန်တော်ဝတ္ထုအခန်းကြီး30ကိုကြွားပြီးတော့ကျွန်တော်တွေ့ရပါလေ။ အဲ့ဒီအခန်းမှာဇလန်းအစိမ့်အစုံကိုရှည်ရှည်လျားလျားကြီးဖော်ပြထားပါတယ်မိတ်ဆွေတို့အဖို့ယောမတတ်မှုကောနေလိနဲ့တမန်တော်ရှင်ပေတရုတို့ဘာတွေပြောကြဆိုကြတယ်ဆိုတာကိုလေ့လာဖတ်ရှုသင့်ပါတယ်တမန်တော်ဝတ္ထုအခန်းကြီး30လို့ကျွန်တော်ကညွှန်ညင်ပါတယ်ဒါကိုရှာဖွေဖတ်ရှုကြပါလို့လည်းအကြံပြုလိုက်ပါတယ်ဘာနတ်ကတော့အဲ့ဒီအခန်းကြီး30ရဲ့အထဲကအငယ်38ကိုသူညွှန်ပြပါတယ်ထိုအကြောင်းအရာဟူမူကား ဘုရားသခင်သည်တန်ရှင်းသောဝိညာဉ်တော်နှင့်၎င်းတကိုးတော်နှင့်၎င်းနာဇရက်မြို့သားယေရှုကိုပိတ်ပိတ်ပေးတော်မူသဖြင့်ထိုသူသည်ဘုရားသခင်အခွင့်တော်နှင့်ကျေးဇူးပြုလျက်မာနညှင်းဆဲသောသူအပေါင်းတို့အားချမ်းသာကိုပေးလျက်လှဲ့လေတော်မူ၏ဒါကြောင့်မလို့ရှင်မာကုခရစ်ဝင်ကျမ်းဟာခရစ်တော်ရဲ့လူပေါင်းလောကမှာကျေးဇူးပြုခဲ့ခြင်းကိုစေစားစုံလင်အောင်ပေါ်ပြနိုင်တဲ့ကျမ်းတစုလို့ကျွန်တော်သတ်မှတ်ပါတယ်။တစ်ချိန်တည်းမှာ ခရစ်တော်ရဲ့အသက်ကိုဆွန့်လွတ်တော်မူခြင်းမေတ္တာကျေးဇူးဂုဏ်ဟာလူတယောက်ကိုနောက်ထပ်တာဝန်တစ်ခုအနှင်းခြင်းဖြစ်တယ်ဆိုတဲ့အချက်ကိုနားလည်ရပါမယ်။အထူးသဖြင့်ခရစ်တော်ဟာသူ့ရဲ့အသက်တာမှာလှည့်လည်အစေခံခြင်းပြုခဲ့တဲ့အချက်ကိုလိုက်နာသင့်တယ်လို့လည်းခံယူမိပြီးတော့ကဗျာတပုတ်ကိုကျွန်တော်ယင်ထဲမှာဖွဲ့ဆိုမိပါတယ်။ဒီကဗျာရဲ့နာမည်ကတော့ဥခိုက်ပြီးသောခါဆိုပြီးတော့ဖြစ်သင့်ပါတယ်။နားစင်ကြည့်ကြပါ ကျမ်းစာတော်မြတ်ကျွန်ုပ်ဖတ်၍မြတ်သောယေရှုသက်ဆွန့်မှုကိုဂုံပြုဥခိုက်မိပါ၏ဥခိုက်ဂုံပြုထိုတစ်ခုဖြင့်ယုံသူသက်တာမနေပါဘဲစေရာတို့သွားမြတ်တရားကို ပြန်ကြားသက်သည်တည်ရမည်ဒါဟာဥခိုက်ဂုံပြုခြင်းရဲ့အတိတ်ဘယ်ကိုပေါ်လွင်အောင်လို့ကျွန်တော်ဆက်ဆိုလိုက်ခြင်းဖြစ်ပါတယ်ဥခိုက်ဂုံပြုခြင်းဆိုတာဟာမုံမြတ်ပါတယ်ဥခိုက်ဂုံပြုပြီးသောအခါမှာတော့ခရစ်တော်ရဲ့ ဒီမြေပေါ်မှာလှဲ့လေအစေခံခြင်းနဲ့ဤကုန်းမှာအသေးခံခဲ့ခြင်းဆိုတဲ့ဂျေဇူးကိုကိုနီးကိုဟန်နဲ့ပြန်လည်ဆက်ပေးကြဖို့လိုအပ်တယ်ဆိုတာကိုဒီနေရာမှာကျွန်တော်တင်ပြလိုက်ပါတယ်ဒီကနေ့စာနယ်ဇင်းတွေသတင်းတွေမှာမြင်ရတဲ့အတိုင်းကဘာကြီးဟာအင်မတန်လှုပ်ရှားပြောင်းလဲနေပါတယ်ပြင်းပြန်စွာပြောင်းလဲပြီးတော့ရှေ့ကိုချီနေပါတယ်မကျေနပ်တဲ့အုံချွတ်မှုတွေစန္ဒပြမှုတွေဟာနေရာအနှံ့အပြားမှာပေါ်ပေါက်နေတယ်မဟုတ်ဘူးလားအဲ့ဒီအချိန်မှာနိုင်ငံရေးကောင်းဆောင်တွေဓမ္မအမှုတော်ဆောင်တွေကလည်း ကောင်းတဲ့အမှုတွေကိုလုပ်ကြဖို့ကောင်းတဲ့အမှုတွေကိုပြုကြဖို့ဆိုပြီးတော့ဂရိတွေပေးနေပါတယ်။ဂရိတွေလည်းပေးနေပါတယ်။ဒါပေမဲ့ဒါတွေဟာဂရိပေးုံဂရိပေးုံပြောနေုံနဲ့မလုံလောက်တော့ဘူး။လှဲ့လေတိုက်တွန်းနေုံနဲ့လည်းမပြီးတော့ဘူး။လက်တွေ့အလုပ်သဘောတွေပါဝင်ပါမှအတိတ်တွေလေးနဲ့မယ်။အောင်လဲအောင်မြင်နိုင်မှာဖြစ်တယ်လို့ကျွန်တော်ယူဆပါတယ်။တမန်တော်ကြီးပေတရုရဲ့အာဘော်လို့ဆိုနိုင်တဲ့ရှင်မာကုခရစ်ဝင်မှာတွေ့ရတဲ့ဆောင်းပုဒ်ကတော့ဖျားသခင်အခွင့်တော်နဲ့ဂျေဇူးပြုတဲ့ မာနနှင်းဆဲသောသူအပေါင်းတို့အားချမ်းသာကိုပေးလျက်လှဲ့လေတော်မူ၏ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဒါဟာခရစ်တော်ရဲ့ဘဝသမိုင်းကမြင်နိုင်တဲ့လက်တွေ့ပုံသက်တွေတစ်ခုပဲလို့တင်ပြပါရစေ။ရှင်မာကုခရစ်ဝင်ကျမ်းရဲ့သိပါတဲ့အချက်ကတော့လူရင်းတူရှိရွေးဖွဲ့ခြင်းလို့ဆိုနိုင်ပါတယ်။တဲ့တဲ့မမဖြက်ဖြက်လက်လက်ရှိတဲ့ကျမ်းဖတ်လို့ကောင်းတဲ့ကျမ်းတစ်စီဖြစ်ပါတယ်။သူ့ဟာမူကလေးကတမျိုးတစ်ပါးသာဆန်းတက်တဲ့မူလို့ဆိုနိုင်တာပေါ့။အဖွဲအနှဲ့နေပါတာကွာ။ ဂုံတစ်ခုပဲလို့ကျွန်တော်ကတော့ခံယူမိပါတယ်အခုဆိုရင်ရှင်မာကုကျမ်းရဲ့သဘောတဘာဝဟာအများကြီးပုံစံသွားပြီလို့ကျွန်တော်ထင်ပါတယ်ခရစ်ဝင်ဆိုတော့ခရစ်တော်ရဲ့ယာဇဝင်ပေါ့ဒီယာဇဝင်ကို ရေးရမှာစကားချူပန်ချူးနွယ်တွေနဲ့မဟာတော့တိတ်ပြီးတော့မဆန်လှဘူးဒါပေမဲ့တက်ကြွလှုပ်ရှားပြီးတော့ထိရောက်တဲ့ဖြစ်ရမယ့်အစုံအလင်ပါဝင်နေဒါကြောင့်လဲအလွန်တက်ကြွလှုပ်ရှားတဲ့ယောမအဝန်အဝိုင်းအတွက်တက်ကြွလှုပ်ရှားတဲ့တမန်တော်ပေတရုရဲ့အာဘော်တွေဟာရှင်မာကုအားဖြင့် ထိရောက်စေခဲ့တယ်လို့ကျွန်တော်ဆိုချင်ပါတယ်။ရှင်မာကုရဲ့ရေးဖွဲ့ပုံဟာလမ်းပေါ်ကလူအများစုကြိုက်တဲ့စာဖွဲ့နည်းဖြစ်တယ်။ဥပမာဆိုရင်ကျွန်တော်မြန်မာတို့အဖို့ဆရာကြီးဥဖိန်မောင်တင်တဲ့သူ့တပည့်တွေဖြစ်တဲ့သိပ္ပံမောင်ဝါတို့ဇော်ကြီးတို့မင်းသူဝန်တို့စတင်ခဲ့တဲ့ခေတ်ဆန်းစာပြီးဆန်တယ်လို့ကျွန်တော်ပြောချင်ပါတယ်။စိတ်ဝင်စားစရာတစ်ချက်ကတော့စာကြောင်းတွေဆက်ချင်းနဲ့ပတ်သက်ပါတယ်။စာကြောင်းတို့ရဲ့ကြားမှာ and ဆိုတဲ့အချက်ကိုသူကအချိန်ပေါင်း1330ခါထည့်ထားတယ်လို့ပြောပါတယ်။ ကျွန်တော်ကတော့ဒါကိုလိုက်တော့ရည်မကြည့်နိုင်ပါဘူးအသေးစိတ်သမားတွေပြောတဲ့အတိုင်းပြောတာပါမြန်မာလိုဆိုရင်တော့လျက်တို့ပြီးနောက်တို့ရွေတို့ဆိုတဲ့စကလုံးလေးတွေနဲ့ဝါကျတစ်ခုနဲ့တစ်ခုကြားမှာဆက်သွဲတဲ့အဖုံးနှုံးတွေပဲပေါ့ပွင့်ပွင့်လေးလေးပြောရမယ်ဆိုရင်တော့အကယ်၍များကောလိပ်တစ်ခုကကျောင်းသားတယောက်ပြည့်စုတဲ့ thesis ဆိုတဲ့စာရမ်းမှာ end တွေနင်းကများရင်ကျွန်တော်တော့ကြိုက်မှာမဟုတ်ပါဘူးအေး end ဆိုတဲ့စကလုံးမျိုးကိုကမိုင်းစာပေလို့စာပေမျိုးတစ်ခုမှာ အထာသူသင့်လျော်တယ်လို့နေရာချထားနိုင်ရင်တော့အင်မတန်အရှိန်အဝါပြင်းထန်တဲ့စာပေအစစ်အတမ်းမျိုးအထိတက်သွားနိုင်လို့ဆိုနိုင်ပြန်တယ်။ကျွန်တော်အသင်းတော်မှာဓမ္မအမှုတော်ဆောင်တွေတရားဟောတဲ့အခါများမှာလေ end ဆိုတဲ့စကားတနည်းအားဖြင့်နောက်ပြီးတော့တို့ဆက်ပြီးတော့တို့ဆိုတာမျိုးပေါ့အဲ့ဒီလို end နေပါလာပြီဆိုရင်တခုခုနောက်ကနေထပ်ဆက်ရတယ်လေမဆက်ဖဲငုံငူကြီးရက်လိုက်ရင်တရားဟောချက်ဟာငုံတို့ကြီးဖြစ်သွားမှာပေါ့ဒါကြောင့်အခုရှင်မာကူထဲမှာသုံးတယ်ဆိုတဲ့ end နေဟာ ဒီကျမ်းစာကိုလှုပ်ရှားသက်ဝင်အောင်ဖန်တီးရမှာအင်အားအပြည့်အဝပါဝင်စေတယ်လို့ကျွန်တော်ခန့်ယူပါတယ်။သင်လျော်သောစကားဆက်များဖြစ်တယ်လို့ကျွန်တော်အလေးနဲ့ယူဆပါတယ်။ရှင်မာကုဟာဒီကျမ်းစာကိုယောမမြို့မှာရေးသားခဲ့တယ်လို့ကျွန်တော်တို့ယုံကြည်ကြပါတယ်။ပြီးတော့ရေးသားခြင်းရဲ့ဥတည်ချက်ကိုယ်တိုင်ကလည်းယောမပရိသတ်ကိုပဲရည်ရွယ်တယ်။ဒီပရိသတ်ယောမသားတွေဟာအလုတ်လုတ်တဲ့လူမျိုးဖြစ်တယ်။ဗလအာကိုသမားကြီးဖြက်လက်တဲကြွနေတဲ့လူတွေလည်းဖြစ်တယ်လို့ကျွန်တော်ယုံကြည်တယ်။ဒီတော့ ူတို့ကိုခရစ်တော်နဲ့မိတ်ဆက်ပေးတဲ့တမန်တော်တို့ဖို့သူတို့ဇေယိုက်သူတို့အကြိုက်နဲ့လိုက်လျောအောင်ရေးရတာပေါ့ခရစ်တော်ဟာဖြက်လက်တက်ကြွတဲ့ကယ်တင်ရှင်ခွန်အားရှိတယ်ဆိုတာမျိုးမှသူတို့ဖတ်မယ်လေပေရှေပြီးလျှောက်တခန်းတနာဖွဲ့နေလို့မရဘူးယောမဟာအလုတ်ကြိုးစားလုပ်တဲ့နိုင်ငံစာတအုပ်ကိုပက်လက်ကတိုင်မှာဖွင့်ပြီးတော့စိတ်လက်ကလေးမိတပွားပွားနဲ့အချိန်ကုန်ခံပြီးတော့ဖတ်နိုင်တဲ့လူမျိုးမဟုတ်ခဲ့ဘူးပြီးတော့အခုမာကုမှာဂျူးအစင်လာတွေကိုများများဖော်ပြတာဓမ္မဟောင်းကျမ်းတွေကိုကိုးကားတာဟာ ဂျူးမဟုတ်တဲ့လူမျိုးတွေအတွက်ရေးထားတဲ့ကျမ်းစာမှန်သိလာစေတဲ့အချက်တွေပါပဲလို့ကျွန်တော်ဆိုချင်ပါတယ်။အဓိကဥတီတာကတော့ယောမအာနာပိုင်များအတွက်ပါပဲခင်ဗျာ။ရှင်မာသဲခရဝင်ကျမ်းမှာဆိုရင်စပြီးဖွင့်လိုက်ကြတဲ့ကအာဗြဟံနဲ့ဒါဝိဒ်တို့ကဆင်းသက်တော်မူသောယေရှုခရစ်၏ဖေတော်စဉ်မျိုးတော်ဆက်စင်းဟူမူကားဆိုပြီးတော့ဖော်ပြထားတာရှိပါတယ်။ဒီလိုမျိုးဆက်စင်းစရာကိုဖော်ပြတာဟာယေရှုခရစ်ကိုဘုရင်တစ်ပါးအဖြစ်ဖွဲ့ဆိုခြင်းလို့ပဲဖြစ်ပါတယ်။ ဘယင်လုံနေပြီဘယ်ကနေဘယ်လိုဆင်းသက်မှမသိရလို့မဖြစ်ဘူးမဟုတ်ဘူးလားဒါကြောင့်ဒီလိုဖော်ပြထားတာပါအလျင်းသင်တော့မှကျွန်တော်ထပ်ပြီးသတိပေးခြင်းနဲ့အချက်ကတော့အဲ့ဒီရှင်မဖဲအခန်းကြီး1မှာမြင်ခဲ့ရတဲ့ဆွေတော်စင်မျိုးတော်ဆက်တဲ့မှာမျက်စိကျင်းလောက်အောင်ဖြစ်စေခဲ့တဲ့အလင်းတန်းကြီးတစ်ခုဟာဣသရေလမဟုတ်တဲ့အမျိုးသမီး၄ယောက်ကိုမိမောင်းထိုးပြနေခဲ့တယ်။ဒါကိုဖျားသခင်ပြစ်စေခြင်းမှုရှိနေခဲ့တဲ့အကြောင်းပါပဲ။ယူရာကနေစပြီးခရစ်တော်အထိဖြစ်လာတဲ့မျိုးဆက်တည်တဲ့မှာ ကိတာမာဆိုတဲ့ယုဒရဲ့အစအဦးမိခင်ကြီးသူဟာခါနန်သူနှစ်ယာခတ်သူဟာလည်းခါနန်သူပဲဖြစ်ပါတယ်သုံးယုဒာသူကတော့မောဘအမျိုးသမီးဖြစ်တယ်လေးဒါဝိမင်းကြီးရဲ့အေယာမလူမှုရေးဖောက်ပြန်မှုသေယုံနဲ့သူတစ်ပါးရဲ့မိမပြီးတော့တပါးအမျိုးသားလည်းဖြစ်တဲ့ဘာသရှိဘာလို့ပဲဖြစ်ပါတယ်ဒီလိုမိမောင်းကြီးဒီနေရာမှာဘာဖြစ်လို့ထိုးပြတယ်လဲ လူသားတို့ရေကျင်းမြောင်းတဲ့လူမျိုးရေးစိတ်ဓာတ်တွေမမွေးကြနဲ့ဣသရေလဣသရေလဆိုပြီးလူမျိုးတော်လို့ရွေးချယ်တာကဓမ္မသမိုင်းကြောင်းကိုစောက်တည်ခြင်းလို့ပြီးတော့ခရစ်တော်ကိုဒီမျိုးဆက်ကနေပေါ်ထုတ်မှာမလို့သာရွေးချယ်တာဓမ္မသမိုင်းကြောင်းကိုမူတည်ပြီးတော့အဖေတွေဘက်ကိုခေါင်းထားပြီးတော့ခေါင်းစဉ်တက်လိုက်ရင်တော့ဣသရေလခရစ်တော်မျိုးဆက်မှာကပေါ်ပြခဲ့တဲ့တပါးမျိုးသားတွေဆိုတာဟာပါဝင်ရောရှက်နေတယ်ဂျေဇူးတော်ဆိုတာဟာလူမျိုးမကြွေးဘူး အဖားအယောင်မရွေးဘူးအရှိအနောက်တောင်မြောက်မရှိပဲအမြဲတည်ရှိနေတယ်ဆိုတာကိုဖော်ပြခြင်းလိုပဲဒါကြောင့်မလို့ကဘာမှာလူမျိုးကြီးဆိုပြီးတော့ကြီးနိုင်ငယ်ပြင်းသွားမလုပ်နဲ့နေတဲ့အဖွဲတွေကလည်းငါကြီးဟူသောတုံ့ပြန်မာမာနာမျိုးမမွေးကြနဲ့အဓိကကိုဟာဖျားသခင်အသက်ရှင်ခွင့်ပေးထားတဲ့လူသားပဲဖြစ်တယ်ဆိုတာကိုဝမ်းမြောက်ဝမ်းသာစွာခံယူနှုတ်ကပတ်တော်နဲ့အညီအသက်ရှင်ကြပါဒါဟာအရေးအကြီးဆုံးအချက်ပါပဲအခုရှင်မာကုခရစ်ဝင်ကြတော့ စေတော်စီမျိုးတော်ဇက်ကိုမထည့်သွင်းတော့ပါဘူးလောကအတွက်ဘုရားသခင်ရဲ့အစေကိုခံပြီးတော့အသက်တော်ကိုစွန့်မဲ့ကယ်တင်ရှင်သခင်ခရစ်တော်အဖို့ဒီလိုအဆောင်အယောင်အခမ်းအနားတွေဟာဒီကျမ်းမှာမလိုပါဘူးဒါကြောင့်ရေးထက်မထားခြင်းဖြစ်ပါတယ်တမင်မရေးတာပါပဲဒါပေမဲ့ကယ်တင်ရှင်ရဲ့မေတ္တာတော်နဲ့ဆောင်ရွက်ရာလုပ်ငန်းပိုင်းမှာကတော့အလွန်ထင်ရှားပြတ်သားစွာဖော်ပြမယ်ကျမ်းကြီးတစုဖြစ်တယ်ဆိုတာကိုကြိုတင်ဖော်ပြလိုက်ပါရစေခင်ဗျာ နောက်ကျေးစီစေမှာရှမာကုခရဝေချာခန်းကြီးတဲ့အခန်းငယ်တစ်ကနေအခန်းငယ်၂၂အထိကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ။